မောင်မလေးရမှာပြမအောင်ဆုံးဆုံးလေးဆုံးဆုံးနဲ့တော့နောက်ကဝမ်းနဲ့ကြောက်ဝင်းတဲ့သူရှင်းနေရတယ်သူကပြောနေတယ် လူဆရာမျိုးဆုံးချုံအောင်ဘောလုံးလောကတော်တော်တကယ်ကိုနင့်နာဆရာအခုဖြစ်တယ်ပေါ့နော်လူကောင်းတယောက်ဆုံးချုံတော့အများကြီးနင့်နာတော့ပါတိုင်းပြည်မှာအများကြီးဆရာဘလို့နိပြမှုလဲဆိုတော့ဆရာတော့တကယ်သူ့ရဲ့တပည့်တိုင်းပုံမှာတော့တကယ်ကိုလေးစားအကြတဲ့ဆရာပေါ့ကြည်သူတို့သဘောကျလို့ဆိုတော့ကြည်ငယ်ငယ်တည်းကသဘောကျတော့တော့ကြည်လို့ရှိရင်အရှိမဲ့တမ်းမှာသွားကြည် ညာသူမိသားစုကိုခံနေတယ်။ခံစားချက်ကတော့အော်ရင်ဒီပုံပေါ်မှာ6ဟောရှိရမှာသူကဒုတိယမြောက်ဒါကိုအခုကြီးတဲ့ကတော့80ကျော်သွားပြီ။နောက်တော့အမ3ဟောရှိတယ်။ကျမကြီးရမကောင်းကျွန်တော်ကတော့အငယ်ဆုံးပေါ့။ဒါပေမဲ့မိဘဆုံးရှုံးပြီးတဲ့အချိန်မှာဒီပုံပေါ်မှာနေရမှာပထမဆုံးဆုံးလေးဆုံးရှုံးခဲ့တော့နောက်တော့ဝမ်းနေကြအော်ဒီကမော်မန်ရဲ့ဂျိုင်းမှာသူအရင်ကတော့ဆိုတော့ဘုံကညစ်တာ အဲဆိုင်ပြိုးရနေတော့မြစ်သားကိုရောက်တဲ့အချိန်မှာကိုရီမိသားစုကနည်းနည်းလေးအချိန်ပေါ့အဲ့တော့ချိန်ပြီးမှသွားကိုမိသားစုကဆောက်ရှောက်တာမြစ်သားရတဲ့ငွေနဲ့ပြန်တဲ့လိုအပ်တဲ့ဥစ္စာတွေကိုသွားဘောလုံးကသားရင်းနဲ့ထောက်ပံ့တယ်အဲ့ဒါလေးတော့ရှိရဲ့ဟောသူကဥနာတော်သူဘောလုံးမှာပေါ့မှာတယ်ကျုပ်ကျက်ကစားတယ်ပေါ့မြင်လာတယ်နောက် စိတ်တက်ပိုင်းဆန်ကြတော့အနေမကန်အရှုံးမပေးရစိတ်တက်မျိုးရှိရယ်လိုက်ကစားရတယ်သူ့ရဲ့အမှုကျင့်ကနောက်စီကံရှိရယ်အဲ့ချင်းစားချင်းသွားချင်းလာချင်းကိုသူကစီကံနဲ့ထားတယ်အဲ့လာဒီလိုကိုရတယ်ဘလုံးသမားဖြစ်လာတဲ့အချိန်ကျတော့အဲ့အမှုကျင့်လေးနဲ့ကျင့်တယ်နောက်တောင်းတန်းကဒါသမားပေါ်ဖြစ်ဖြစ်တပည့်ဒီပေါ်မှာနောက်ပိုင်းဒီပြည့်ဆရာဖြစ်လာတဲ့အချိန်ကျတော့လည်းသူကခုနပြောဆိုဖေးမာတယ်မမမမမရှိဘူးတန်နေတော့သူနဲ့ဆုံးပါတယ်အဲ့မှသူကခုနပြောဆိုသူတပည့် ဒါရင်အများကြီးအများစုကတော့အကုန်ချက်ကင်ကြတယ်။အော်ညီမဘောလုံးလောက်ကအတွက်ဘလောက်ဆုံးရှုံးလဲဆိုတော့ခုနပြောသလိုပေါ့တိုင်းပြည်အတွက်ကတော့ခုနပြောသလိုဓာတ်သမားကောင်းတွေကသူ့အတက်မြဲနဲ့ကြီးလာရင်တဖြည်းဖြည်းချင်းတိမ်ရုပ်သွားတာပဲလေတဖြည်းဖြည်းနေပါသွားတယ်ဆိုတော့ဆုံးရှုံးသွားတယ်ဆိုတော့ဒါတယောက်ပြီးတယောက်တော့ဒီလိုပဲသူတွေမကောက်ဘူးတနေ့လေးစင်နေတယ်နမရှိရဲ့လေးစင်နေတယ်သူ့စင်နဲ့သူ့မိုင်သူ့အတက်တန်းလိုက်နေတဖြည်းဖြည်းသွားမှာပဲလေဒါကတော့ခုနပြောသလိုအင်္ဂန္နာယူပြရတော့ သူတို့သွားပြီးရင်ကိုကမှခုနအခက်ခဲလေးနဲ့ကောင်းကောင်းမွန်မွန်လေးပေါ့ရှောက်ပြီးကောင်းရဘုံရောက်ဖို့အတွက်ကိုခုနပြောသလိုစိတ်ကြကောင်းကောင်းလေးနဲ့ဟုတ်လားကြိုးကြိုးစားစားလေးနဲ့ဆက်ပြီးသွားဖို့ပဲအရေးကြီးပါတယ်။ဟောဆရာဦးဝင်းတင်လည်းဆိုကျွန်တော်လည်းကတော်တော်လေးကိုရင်းနေနေရှိခဲ့တယ်။အဲအကူဆရာတယောက်လိုပဲဖြစ်ခဲ့တယ်ပေါ့နော်။ဘာလို့ဆိုတော့ကျွန်တော်ကလည်းမိရထားသူကလည်းမိရထားမှာဖြစ်တဲ့အတွက်မိရထားမှာကျွန်တော်တို့ရှိခဲ့နေတာသူကဆရာကျွန်တော်တို့ကကစားသမားဘဝရှိခဲ့တယ်နော် ော်တော်အချိန်များလက်တွဲခဲ့ဘူးလေအဲ့လိုပဲအဲ training ပြီးတဲ့ training လာတဲ့အချိန်အစားသူမြဲကိုနေရတယ်လမ်းကြောင်းနဲ့တင်တယ်ဆိုတော့လေဘယ်လိုပဲဖြစ်တွေ့ကြတယ်ပြောကြလက်ပိတ်ဆန်ထိုင်တာအစားအဲ့လိုမျိုးတွေတော်တော်များများအမှတ်ရရှိတယ်နောက်လက်ရေးဥစားပေါ့ကလပ်တင်ရနေပြီးတော့ကျွန်တော်တို့ professional ပြောင်းတော့လေကျွန်တော်တို့ဆရာတစ်ပည့်နဲ့အတူတူပေါ့နော်အသာဝတီကိုအဲအရောင်အုတ်တာပေါ့ဥတာဝဲကုနာပြောကုသားတော့လေဆရာတစ်ပည့်အတင်းရောက်ကအဲသူကတော့ hard coach ကျွန်တော်ကတော့ assistant coach နေ ဆက်ပြီးတော့လက်တွဲခဲ့ရတယ်အများကြီးပါအချိန်ကာလတစ်ခုတော်တော်များများတော့လက်တွဲခဲ့ရတယ်နောက်တဲ့အချိန်မှာတော့သူကတော့လုပ်ငန်းဝင်ဝင်စောင့်ဝင်တဲ့အချိန်တော့ရှိတာပေါ့နော်အဲ့ဒီလုပ်ငန်းဝင်စောင့်ဝင်တဲ့အချိန်မှာသူကနောက်ပိုင်းခုနပြောတော့တင်းပြန်ရောက်လာပြီးတဲ့အချိန်မှာအဲအသက်ကကျွန်တော်ထင်တယ်အဲ့တုန်းကဟိုပစီဒီလားပါလားမလဲအဲ့လိုပေါ့အင်းမောင်ကိုစထောင်လုံးမှာအဲ့ချိန်မှာလည်းလေသူသွားပြီးတော့ကစားလိုက်သေးတယ်ကျွန်တော်တို့ဒီမှာနီးပြမြေတားမှာနီးပြလုံးနေနေတော်တော်အသက်ကြီးတဲ့ဒီကိုသူကစားလိုက်သေးတာပေါ့နော်အဲ့တော့သူကနေထိုင်ရန်ကောင်းတယ် ကစားသမားဘဝမှာလည်းကျွန်တော်တို့လည်းသူစီကသူ့ခိုးခဲ့တာရှိတယ်ပေါ့နေရထိုင်တာစားတာတောက်တာအစသူအရန်စီကန့်ရှိဟိုရက်တွေပါလေမတော့ဘူးဟိုကျန်လာပါလေဘာမှမလျှော့ဘူးအဲ့လိုမိုးလေးနေရထိုင်တာသွားတာအစရှိတယ်အဲ့တော့ training line တော့မှ तू ကနီးပြလုပ်ပြီးမြဲ तू ပြက်သားတော့ तू ဒီဟိုဟိုလင်းနေပင်လိမ့်ပြီးတော့ဟို तू ကဟိုဝမ်းမတ်လုပ်နေတဲ့ဆရာတော့မျိုးနောက်တစ်ချက်ကတင်ကြားမှုဘိုင်းမှာလည်း तू ကဟို seasonal လေးကြ seasonal ကြတယ်ကစားသမားတွေကိုလည်း तू ကပြောတာပြောစရာရှိလဲပြောတယ်ဒါပေမဲ့ ကစားသမားတွေကိုသူဆက်ဆံလာပျော်ပြောင်းနူးညံ့ပြီးတော့သူလိုချင်တဲ့ပုံကိုသူရအောင်ဖော်တတ်တဲ့ဆရာမျိုးအရန်ဟော့တွေတော့လို့မျိုးမဟုတ်ဘူးသူကသူလိုချင်တဲ့ကစားဘောလေးကိုရအောင်လဲချော့ပြောတာရှိရဲ့စိတ်ရှိရှိနဲ့သွားတတ်တဲ့အဲနီးပြဆရာမျိုးပေါ့နော်အဲ့လိုတော့ကျွန်တော်သုံးချက်ပါအဲသူနီးပြဟူသောတော့ကစားသမားဘွားမှာလည်းသူအောင်မြင်ခဲ့တယ်လေရေးစင်အစင်တီဟိုဖြစ်ခဲ့လေရေးစင်ကြီးဖြစ်ခဲ့တယ်သူတို့ချင်းတော့ဆိုတကယ်အောင်မြင်ခဲ့တဲ့အချိန်ပေါ့နော်နီးပြပိုင်းမှာလည်းတောင်းလျှောက်သူနီးပြလို့လာ ူနီးပြပိုင်းမှာလည်းတော့ရှော့လို့လည်းန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 ည်းတော့သူလောက်တာအဲဒီရဒါအတင်းရောပေါအကုန်လုံးသူနည်းနည်းလို့နောက်ဆုံးကျွန်တော်လူငယ်ကြည့်ဖို့ပေါ့လက်ရှိသူဆုံးမဆုံးငယ်ဒီလူငယ်ကြည့်ဖို့ပါသူလုပ်ပေးပါတယ်။ကိုင်းတဲ့သူစင်းနေရရင်သူကပျော်နေတဲ့လူသားမျိုးဘယ်လိုဆိုတော့ဆိုတော့သူ့ရဲ့အတွေ့အကြုံတွေပါလေကြတော့ကျွန်တော်တို့ကဟိုသူ့ရဲ့အမူအကျင့်တွေပါတော့လိုက်ခိုးလို့တော့ရတာသူ့ရဲ့အတွေ့အကြုံညာကျွန်တော်တို့ကယူလို့မရဘူးတကယ်တော့ဟိုဘောလုံးလောကမှာဘာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုလေးစင်တကယ်လည်းဖြစ်ခဲ့တယ် အဲဘောလုံးလောကမှာလည်းတောက်လျှောက်နေခဲ့တဲ့ဆိုတာမျိုးဆုံးရှုံးမှုကတော့ဒါကတော့ဟိုကြီးမားတယ်လို့ပဲကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်အဘိဆရာကကျွန်တော်တို့မြန်မာလေယာဉ်ဒီမှာဆိုလေလေးစားအားကြတဲ့ဆရာတွေတမတယောက်အပါဝင်ဖြစ်တော့เนาะ ဆရာနဲ့ကျွန်တော်နဲ့ဒီလက်တွဲခဲ့တဲ့အချိန်မှာတော့ဟိုကစားသမားနဲ့နီးပြနေတော့မကြုံဘူးပေါ့နော်ကျွန်တော်နဲ့ဆရာနဲ့နီးပြတော့ချောက်တွဲဘူးလို့ချိန်မှာဆရာရဲ့ဘောလုံးမောင်ထားရှိတဲ့စိတ်ထားရဲ့ဆရာဘောမဆရာဘောလုံးမောင်ထားရှိတဲ့သူ့ရဲ့ဘာလို့လဲရှင်ရင်ဘာလို့ရီမန်းချက်တွေရည်ရွယ်ချက်တွေတော့ကစားသမားတွေကိုသူတုန်တင်ဆုံးမတာရယ်ကစားသမားတွေပေါ့ဖြစ်စေခြင်းတဲ့ဟာတွေကအယောင်ကြီးမှပါတယ်ပေါ့နော်ကျွန်တော်နဲ့တွဲတဲ့ချိန်မှာလည်းဆရာကျွန်တော်အများကြီးအကူအညီပေးခဲ့တယ်အကြံဉာဏ်ကောင်းတွေပေးခဲ့တယ်ကျွန်တော်ဒီမှာနီးပြကြုတ်လုပ်တဲ့ချိန်မှာအကြံဉာဏ်ကောင်းတွေလည်းအများကြီးပေးတယ် ဒီလိုဆရာမျိုးဆုံးချုံအောင်ကျွန်တော်ဘလုံးလောကတော်တော်တကယ်ကိုနင့်နာဆရာအခုဖြစ်တယ်ပေါ့နော်ဆရာကဘလုံးဘလုံးနဲ့ပတ်သက်တဲ့ခါကြီးမှာပြက်သားတယ်နောက်ပြီးတော့အခုလိုဆိုရင်ဟိုဆုံးဖြတ်ရဲတယ်နောက်ပြီးတော့လူငယ်တွေပေါ့လေအများကြီးဆွဲတင်တယ်အဲကြောင့်လဲကျွန်တော်ဒီခန္ဓာတွေတင်းမှာဆိုရင်လူငယ်တင်းမှာတော့မှဆရာကိုခံရတာအနေဓာတွေတော့ရှိတယ်နော်ဆရာလူငယ်တွေပေါ့ဆိုရင်ဘလုံးအများကြီးဆွဲတင်ပေးတာတွေအများကြီးပါတာရကတွေဆိုအများကြီးရှိပါခန္ဓာတွေတင်းနဲ့ဆရာဝန်းတင်ဆိုတာလုံးဝပတ်ချလို့မရတဲ့အနေဓာတွေတော့ရှိခဲ့ပါ ျွန်တော်တို့ဘောလုံးလောကအတွက်ဆိုတာပြောမယ်ဆိုရင်ရေနာတစ်ပေါင်းတော့ပြောလို့ရတော့ဘောလုံးလောကအတွက်ပေါ့နော်ဘောလုံးကဆရာမရှိဘူးဆိုတာကျွန်တော်တို့အတွက်ဒီလိုအပ်တဲ့အကူအညီတွေဒီနီးပြရဲ့အတွေ့အကြုံပေါ့နော်ဆရာတစ်ခါကျရင်ကျွန်တော်လိုရဲ့ဆရာဒါလေးတော့ကျွန်တော်လိုလို့ရင်ကောင်းမယ်ဆရာကျွန်တော်တစ်ခါကျရင်ကျွန်တော်အကြံဉာဏ်တွေတောင်းလိုက်တာကျွန်တော်တို့အတွက်ကောင်းမွန်တဲ့လမ်းညွှန်မှုတွေကောင်းမွန်တဲ့အကြံဉာဏ်ကောင်းတွေပေးခဲ့တယ်အဲ့လိုဆရာမျိုးမရှိတော့ဘူးဆိုတော့ကျွန်တော်တို့ဘောလုံးလောကအတွက်ကျွန်တော်ခံလာပြီးတော့အရန်ကိုဆုံးရှုံးမှုအခုဖြစ်ပါတယ် ရှားပါတယ်ဗျရှားပါတယ်ဆိုတော့လုံးဝဟိုသူ့အတွက်သူမရှိဘူးတပည့်ယူအတွက်ရှိတယ်လူယိုးကြီးပါပဲတကယ်လူယိုးကြီးလူယိုးလူမှန်ပါနော်တော့စကားလည်းနေတယ်ဆရာရဲ့တချို့အားနေချက်လေးကစကားနေရတယ်ပါနော်အဲ့တော့ဟိုကျွန်တော်ဆရာတကယ်လည်းဘောလုံးမှာတကယ်ဆရာကြီးပါပဲဒါပေမဲ့ဒီလောကမှာတိတ်ပြီးတော့အတိမတ်မပြုခံရတယ်ဒီမှာလည်းပါတယ်တကယ်တကယ်ကောင်းတဲ့ဆရာပါပဲအဲ့တော့သူရဲ့သူ့ဟာသူအေးအေးဆေးဆေးနေတတ်တဲ့ခါလေးတကူကဟို အချို့အရာတွေမှာအရာမရောက်ဘူးပေါ့နော်အဲ့တော့အဲ့တည်းလေဟိုအတိမတ်ပြုစေခြင်းနဲ့ကကျွန်တော်တို့ဆရာအောင်ဗာပဲဖြစ်ဖြစ်ဒါမျိုးတွေပါဟုတ်လူကောင်းတယောက်ဆုံးရှုံးတော့အများကြီးနဲ့နာတာပါပဲတိုင်းမြင်ပါမြဲတယ် ဆရာဘယ်လိုနှိပြမလဲဆိုတော့ဆရာတော့တကယ်သူ့ရဲ့တပည့်တိုင်းပုံမှာတော့တကယ်ကိုလေးစားအားကြတဲ့ဆရာပေါ့ဒီဆရာမျိုးခုလူလက်ရှိချိန်မှာမရှိတော့ဆိုကျွန်တော်ဒီချက်မှာလည်းအရင်ဝမ်းနေရပါတယ်သူသူငွေထုတ်ပေးတဲ့ player တော်တော်များများဆိုရင်အခုဟာတော်တော်အကုန်လုံးလေးပါအကုန်လုံးလေးရင် player တွေဖြစ်ကြတဲ့အတွက်ဒီဆရာဒီလူဆရာမျိုးဒီလောကကြီးကထောက်ခါတော်တယ်တကယ်ကိုဝမ်းနေရပါတယ် ွာကဲ့အေးအေးသွားအေးတယ်သွားစကားပြောတာလည်းအေးအေးစီစီပဲဒါနီးပြသွားနီးပြကောင်းပါပဲသွားဘာလို့ဆိုသူတို့သူနဲ့တွဲလာတာကျွန်တော်ကခုနိမ2013မှာရောက်အနာရီ23 2013မှာရောက်တော့မှတွဲလာသူကအရင်တကွန်တို့ခုနိမတို့ကသူလောက်လာခဲ့တယ်အဲ့တုန်းကတော့ကွာမဝင်ဒီနီးပြပိုင်းကိုမဝင်သေးဘူးပုံဝင်လာတဲ့ကျွန်တော်ဝင်လာတဲ့အချိန်မှာသူကခုနိမ2013ကျမှဝင်လာတော့သူနဲ့တွဲရတယ်ကောင်းပါသူကတော့အေးစီစီသမားပဲသူကအေးစီစီ လောက်တာကင်လာတယ်သူကရေရှင်းရှိတယ်အဆုံးဆုံးဥပဲကျွန်တော်တို့ကနှမျောတာပေါ့သူကတော့ဟိုနေမောသူကဘောလုံးပဲသူကစငငယ်တဲ့အတဘောလုံးပဲလာသူဆိုတာကျွန်တော်တို့ကအားကြရတဲ့ကစားသမားတွေမှာသူကပါတယ်ဘာလို့ဆိုတော့သူတို့ရေနံဟိုနေမောစိုက်ပျိုးရေးကစားတွေကကျွန်တော်တို့ကပွဲသွားသွားကြည့်သူတို့သဘောကျလို့သူကကြည့်ငငယ်တဲ့ကသဘောကျတယ်ကျွန်တော်တို့ကကြည့်လို့ရှိရင်အရှိတ်အဝါတမ်းမှာသူကကြည့်ရတယ်ဒါပေမဲ့သူတို့ကျတော့ကစားလာဆိုတော့သူ့ကို ဟိုနေ့မှပူဝဲမောင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ငငယ်တဲ့ဟုတ်အရှကြောင်းကဟိုငငယ်တဲ့ကတော့တွဲနေတာတွဲတော့ညီကိုလိုပဲသူတို့အိမ်ကြီးကစားရင်တောက်ရင်တလားကိုတင်သူကသူ့သူ့ညီဆိုလို့ရှိရင်ပို့ပြီးတော့ရင်းနေရပေါ့သူကဆိုတော့ဟိုကတော့ညောင်လေးပင်စားတယ်ညောင်လေးပင်စားတော့ညောင်လေးပင်ပြန်သွားစီတလားနှစ်လားနေတယ်အဲ့မှာနေတယ်သူတို့အိမ်ဆိုရယ်ကိုကစားရင်တောက်ရင်ပဲညီကိုလိုပဲသူ့တို့မောင်နှမတွေအကုန်လုံးကကိုနဲ့ကိုနဲ့မောင်နှမတွေလိုပဲဖြစ်တာဘာလို့ဆိုတော့အမတွေညီကိုမောင်နှမအကုန်လုံးကကိုနဲ့ဟိုတော်တော်ရင်းနှီးနှီးနေလာခဲ့တာ 哎，卢片。 <music>